ို့ဒီနေ့ကတော့ဒီထိုင်းနိုင်ငံရဲ့ NGO အလုပ်ခေါ်ဆောင်တွေကိုဘယ်နေရာမှာတက်ကြည့်ရမလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးပြောပါမယ်။ဆိုတော့အရင်ဦးဆုံးကိုကဒီအငယ်လေးကိုသွားမယ်။သွားပြီးလို့ရှိရင်ဆိုတော့ thai-ngo.org ဆိုတဲ့ website လေးကိုနှိပ်ရှာလိုက်မှာပါညာဆိုရင်အဲ့ထက်မှာ website ထူကြလာမယ်။ thai-ngo ရဲ့ website ပေါ့နော်။ဆိုတော့အဲ့ထက်မှာဆိုရင်ဒီတနိုင်ငံလုံးဒီထိုင်းနိုင်ငံမှာရှိတဲ့ NGO ပေါ့နော် local NGO, INGO, foundation ရှိတဲ့မြတ်အလုပ်ခေါ်ဆောင်တွေအကုန်လုံးဒီဒီ website ထဲမှာသင်လေးရှိတယ်။ဒီ navigation bar မှာအများကြီးရှိတယ်မှာ job တို့ content တို့ပေါ့နော် donation တော့အများကြီးပေါ့နော်ဆိုတော့အဲ့ထက်မှမကိုက job ဆိုတဲ့နေရာကိုနေလိုက်တယ်ဆိုရင်အဲ့ထက်မှကိုနဲ့သက်ဆိုင်တဲ့ position တွေအများကြီးရှိတယ်ဆိုတော့အဲ့ကိုနဲ့သက်ဆိုင်ရာ position ကိုဒါရှာကြည့်လို့ရအတဖက်မှာလည်းကိုကလေအလုပ်မလျှောက်ခင်မှာဒီ job title ကိုဝင်ကြည့်လိုက်မယ်ဆိုရင်ဟုတ်အထဲမှာပေါ့နော်အလုပ်ခေါ်စာထဲမှာဒီအထူးသဖြင့် role and responsibility ပေါ့နော်ဒါမှမဟုတ်လဲ requirement ဆိုတဲ့ဥစ္စာလေးကိုဒါတေးချလေးဖတ်ပြီးမှကိုနဲ့80ရာခိုင်နှုန်းလောက် match ဖြစ်တယ်ပေါ့နော်အနည်းဆုံးတော့90အထက် match ဖြစ်တယ်ကိုရဲ့အရေးချင်းတွေပေါ့နော်အရေးချင်းတွေလိုအပ်တဲ့ requirement တွေက90 50ရခိုင်နှုန်းအထက် match ဖြစ်တယ်ဆိုရင်တော့ဒါရှောက်လို့ရတယ်เนาะဆိုတော့ဒါလေးကကျတော့ Thai NGO နဲ့ပတ်သက်တာဖြစ်တယ်။ Now website တခုရှိသေးတယ်ပေါ့เนาะဆိုတော့ဒါကကျတော့ Thai ပါဝင်နိုင်ငံတကာပေါ့เนาะနိုင်ငံတကာ NGO အလုပ်တွေကိုဘယ်နာရှာလို့ရလဲဆိုတဲ့အစားလေးပေါ့เนาะဆိုတော့ဒါလေးကိုနောက်ဗီဒီယိုမှာပြန်ကြည့်ပြမယ်เนาะဆိုရင်ဒီခါတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။